တက်ပါတဲ့နိုင်ငံတော်ကြီးကြီးတွေကလည်းဒီလောက်ဒီပြောင်ပြောင်လွန်းတဲ့ဒီတက်မတော်ခေါင်းပေါင်းတွေပြီးရင်ကျွန်တော်ရဲတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းပေါင်းတွေတက်ဖွဲ့ဝင်တွေတက်မတော်ဒီတက်မတော်သားတက်ဖွဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေနိုင်ငံတော်ကလည်းထိုက်တန်စွာကျွန်တော်တို့ဒီယာရုတို့မြင့်ပေးတာတွေဂုံပြူလိုက်လုံးပါပါမစ္စမြအောင်မဲမိခလာပါခွတ်တော်ဆိုးသတင်းသုံးချက်လေးတွေကိုနားထောင်ကြည့်အောင်ဒီကနေ့ဇော်လာခုနှစ်ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကန်တောင်နေမီယက်စကန်ရဲ့6ရက်ကြာတိုက်ပွဲအခြေအနေကိုတင်ပြ ပ်ပြီးတော့မှဖြစ်ပါတယ်စစ်သွေးကြွအေးအေးပါမယ်ငဆောင်ကအဖွဲပါမယ်ပြီးရင်ကျွန်တော်တို့ရင်းမပင်ခရိုင် PDF အဖွဲတွေပါတယ်ဒီစစ်သွေးကြွအဖွဲတွေပူးပေါင်းပြီးတော့ကန်းတော့နေမီရဲစကန်ကိုဇွန်လ၂ရက်နေ့မနက်၄နာရီချင်းကနေစပြီးတော့ဒါကျွန်တော်ဗတ်ပေါင်းစုံဝင်တိုက်ပါတယ်ဗတ်ပေါင်းစုံကျွန်တော်တို့အသီးသီးနေရာယူပြီးတော့ဝင်တိုက်ပါတယ်ဇွန်လ၂ရက်နေ့မှာတနေကုန်တိုက်ပွဲတွေကတော်တော်ကြီးကိုပြင်းထန်ခဲ့ပါတယ် ဆွမ်လာတော့ကနေပါဆိုရင်တော့ဒီနာမခကနေပြီးတော့ကျွန်တော်လေချောင်းပစ်ကူတွေကိုတောက်လျှောက်ကျွန်တော်တို့ jet fighter တွေတိုက်ခိုက်ရေး fighter တွေပြီးရင်ကျွန်တော်တို့ဝိုင်းတွဲဘုံကျဲလေအနေနဲ့တောက်လျှောက်ကျွန်တော်တို့ပစ်ကူတွေတောက်လျှောက်ပေးခဲ့ပါတယ်ဒီပစ်ကူပေးမှုကကျွန်တော်တို့ဇွန်လ6ရက်နေ့ဒီပစ်ကူတွေပေးခဲ့ပါတယ်တိုက်ပွဲတွေကတောက်လျှောက်ပြင်းထန်ခဲ့ပါတယ်ဒီစစ်ကူစစ်ကြောင်းတွေကိုတော့ဒီနာမခကဒီပလဲမြို့နယ်မှာရှိတဲ့ဒီ imity ပြည်သူစစ်ကြောကိုကျွန်တော်ရိုင်းနေတဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ်ရိုင်းနေကျွန်တော်စစ်ကူပို့ဆောင်ပြီးတော့ဒါကျွန်တော်တို့အဲ့မှာရှိတဲ့ဒီပြည်သူစစ်တပ်ဖွဲ့တွေနဲ့ နမကကနေပို့ဆောင်လိုက်တဲ့ဒီတက်မလို့စစ်ကြောင်းတွေပူပေါင်းပြီးတော့ကန်တော့နေမြေစာကို yes ကန်ကိုကျွန်တော်တို့ချီတက်ပါတယ်ချီတက်တဲ့ခါမှာအဲဒီစစ်ကြောင်းအုပ်စုတွေကလမ်းပိုင်းမှာကျွန်တော်တောက်ချောက်တောက်ချောက်ဖြတ်တောက်မှုတွေလုပ်ပါတယ်ဒီအချိန်တွေကိုကျွန်တော်တို့ဒီမှာစစ်ကြောင်းကိုဥဆောင်တဲ့ဒါခေါင်းပေါင်းတွေကခက်ခက်ခက်ခဲစွာဖြင့်ခက်ခဲစွာဖြင့်ကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကူစစ်ကြောင်းတွေကဇွန်လ9ရက်နေ့ဒီကနေ့မနက်3:00နာရီခန့်အချိန်မှာကန်တော့နေမြေစာကိုတောက်ရောက်ပြီးပူပေါင်းနိုင်ခဲ့ပါပြီပူပေါင်းနိုင်ခဲ့ပါပြီအဲ့တော့ ဒီနေရာမှာကျွန်တော်တို့တကယ်ကိုဒီလိုအကြပ်ပတ်သမားတွေအစင်းစင်းဖြတ်တောက်တဲ့အရာကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တဲ့ဒါခေါင်းပေါင်းကိုလည်းကျွန်တော်တို့များစွာဂုံရောက်มาဖြစ်ပါတယ်။နောက်ထပ်ဒီဂုံရောက်มาကဒီကန်းတော်နေမြေစကန်းကကျွန်တော်တို့သူရဲ့တတ်မှတ်ထားတာကနေမြေရဲ့စကန်းအင်အားကကျွန်တော်တို့အကန့်သတ်ရှိပါတယ်။အင်အားနေပါတယ်။အဲ့ဒီအင်အားကိုကျွန်တော်တို့စစ်သွေးကြောအုပ်စုတွေကအင်အားကျွန်တော်တို့ယာနဲ့ချီပိတ်ဆို့ပြီးတော့ကျွန်တော်တို့တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်ရှိရတင်ပြခဲ့သလိုပါပဲပြီးခဲ့တဲ့ရက်ကတင်ပြခဲ့သလိုပါပဲဒီမှာရှိတဲ့ကျွန်တော်တက်မတော်သားတွေပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ရက်တဖွဲ့ဝင်တွေခေါင်းပေါင်းတွေအားလုံးတို့စုပြီးအစည်းအဝေးထိုင်လိုက်တယ်ပြီးတက်ဖွဲ့ဝင်တွေအားလုံးအစည်းအဝေးထိုင်လိုက်တယ်ငါတို့ချမယ်နောက်ဆုံးချိန်ညီငါတို့ချမယ်ချမယ်ဆိုတဲ့ချိန်စိတ်ထဲနဲ့ကျွန်တော်တို့ချခဲ့တာပါနောက်ဆုံးကုံကုံပြောရမယ်ဆိုရင်တော့ဒီမှာရှိတဲ့တက်မတော်သားတွေရက်တဖွဲ့ဝင်တွေကတို့ရဲ့မိသားစုတွေကိုတို့နောက်ဆုံးချိန်ထိဒီစကိုင်းနဲ့မခွာဘဲနဲ့တိုက်ပွဲဝင်မယ်ဆိုသူရဲ့မိဘတွေနှုတ်ဆက်စကားတော့ပြောခဲ့တဲ့သူတွေရှိပါတယ် ပြောခဲ့သူရှိပါတယ်ဒီမှာရှိရဲ့ဒီတက်မော်တာတွေမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေကဒီကန်းတော့နေမြေရဲစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တာကျွန်တော်တို့ဒီ၄နှစ်ကာလအောင်ရောက်သွားပြီသူတို့ဒီမှာပဲသူတို့ဒီတာဝန်တွေထမ်းဆောင်ခဲ့တာပါတာဝန်တွေထမ်းဆောင်ခဲ့ပါတယ်တကယ်ကိုကျွန်တော်တို့သူတို့ရဲ့တိုင်းပြည်ပေါ်ထားတဲ့စိတ်ပြီးွားရင်ကျွန်တော်တို့သူရဲ့မိခင်တပ်ဖွဲ့ပေါ့ဗျာမိခင်တပ်ဖွဲ့ကိုထားတဲ့စိတ်တွေကတကယ်ကိုကျွန်တော်တို့ပျောက်မြောက်လွန်းပါတယ်ဒီအချိန်တွေကိုကျွန်တော်တို့နေနိုင်ငံတော်ရဲ့အကြီးအကဲတွေပြည့်ကျွန်တော်နာမကတိုင်းမှုကအနည်းကစောင့်ကြည့်ပါတယ်နာမကတိုင်းမှုတောက်ချက်ကိုစောင့်ကြည့်ပါတယ် တောက်လျှောက်ကိုဒါအကုန်လုံးသူလုပ်ပေးတာနောက်ဆုံးတကယ်ဒီဒီကန်းတော့နေမြေစကန်ရဲ့တိုက်ပွဲရဲ့အခြေအနေကဒီဇွန်လဇွန်လ6ရက်နေ့မနေ့ကညပါဗျမနေ့ကညကတကယ်ဒါနောက်ဆုံးတိုက်ပွဲပဲနောက်ဆုံးတိုက်ပွဲပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒီမှာရှိတဲ့ကန်းတော့နေမြေစကန်ကိုကျွန်တော်တို့ဒီလက်နက်ခေရန်ပို့ဖို့ဆိုရတယ်တော်တော်လေးအကန့်အသတ်ရှိပါလေဘာကြောင့်လဲဆိုတော့ရန်သူကတောက်လျှောက်ပတ်လေသူတို့နေရာယူထားတဲ့အနေအထားဆိုတော့ခေရန်ပို့ဖို့ကလည်းတော်တော်လေးအကန့်အသတ်ရှိတယ်အကန့်အသတ်ရှိပါလေအကန့်အသတ်ရှိတဲ့ကားဆိုတော့ကျွန်တော်တို့ဒါ တိုက်ပွဲတွေကရက်ကကြာလာတဲ့ခါကျတော့ကျွန်တော်တို့ဒီလက်နက်ခဲယမ်းကလည်းအကန့်အသတ်ရှိသွားပြီဖြစ်ပါတယ်ကျွန်တော်ကဒီညမှာအကုန်လုံးကိုကျွန်တော်တို့ထိန်းနိုင်ခဲ့လို့ကျွန်တော်ဒီစကားထုတ်ပြောတာပါထုတ်ပြောတာပါအဲ့တော့အကန့်အသတ်ရှိပါတယ်အဲ့တော့ဒီကနေ့ညပိုင်းမှာညပိုင်းမှာအချမ်းဘတ်သမားတွေကသူတို့ဝင်လုံးတယ်တောက်လျှောက်ဝင်လုံးတယ်ဝင်လုံးတဲ့ခါမှာကျွန်တော်တို့ရခင်က2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာလည်းဒီတိုက်ပွဲတွေကပြင်းထန်ခဲ့တယ်ဒီကမ်းတော့နေမြေစကမ်းမှာအဲ့တော့အဲ့မှာရှိတဲ့ဒီခေါင်းပေါင်းတွေပေါ့တက်ကောရေခေါင်းပေါင်းတွေကသူတို့3ရဲ့ဒီခြံအေရိယာမှာကျွန်တော်တို့ဒါဒီလုံခြုံရေးအတွက်ကျွန်တော်တို့ဒါ မိုင်းနေခံတယ်ဗောဗျာပုံပြပြမိုင်းနေမိုင်းနေခံထားတယ်ဗောညာအကြမ်းမတမတို့ဝင်တိုးတယ်တလုံးတလုံးချတာတလုံးတလုံးချတာနောက်ဆုံးဗျာနောက်ဆုံးဘလောက်ထိကျွန်တော်တို့နောက်ဆုံးဘလောက်ထိဒီရင်ဆိုင်တဲ့ဘွဲဖြစ်သွားလဲဆိုရင်လက်ပြပုံနဲ့အနီးကပြစ်ပြီးလုံသွားတဲ့အနေထားတွေပါဖြစ်ပေါ်တော့လက်ပြပုံနဲ့ကိုအုံလိုက်အုံလိုက်ကိုပြစ်ထုတ်ပြီးချတာချတာအဲ့တော့အဲ့အကြမ်းမတမတွေကသူတို့ဒီရပြီငါတို့သူတို့ကလည်းသိတယ်စစ်ကြောင်းနဲ့ဘယ်ရောက်နေပြီလဲဆိုတော့သူတို့ရဲ့ကိန်းထောက်တွေကလည်းသူတို့ပြောတယ်စစ်ကြောင်းနဲ့ဘယ်ရောက်လာပြီအဲ့တော့သူတို့ကနောက်ဆုံးအချိန်နေ သူတို့ကလည်းရေးမယ်ဆိုပြီးတော့ရေးပြီးတော့ဒီကျွန်တော်တို့ဒီတက် area တွေဝင်လုံးတာပေါ့ name base က area ဝင်လုံးတာဝင်လုံးတဲ့အခါမှာကျွန်တော်တို့ဒီအတားအဆီးတောက်လျှောက်ကိုသူတို့မကြော်နိုင်ဘူး။နောက်ဆုံးကျွန်တော်တို့ဒါရေတဘောဝင်နေတက်ပေါ်သားတွေကလည်းလက်ပြပုံးတော့ပြစ်ပြီးအနီးကဝင်လုံးလိုက်တာ။နောက်ဆုံးအကြမ်းတ်သမားပြန်ဆုတ်သွားတယ်ပေါ့ဗျာ။ဆုတ်ဆုတ်လိုက်ရတယ်ပေါ့။နောက်ဆုံးကျွန်တော်စစ်ကူစစ်ကြောင်းတွေပေါင်းတယ်ပေါ့။အဲ့တော့လက်ရှိလည်းကျွန်တော်အကြမ်းတ်သမားတွေအလောင်းတွေသူတို့ရဲ့ဒီအစအနာတွေအများကြီးပဲ။ဟိုမှာစကမ်းမှာရှင်းရမှာအများကြီးပဲ။ရှင်းရမှာအများကြီးပဲ။ တော့ငဆောင်ကအဖွဲမင်းတို့အလောင်းမင်းတို့လာယူကြီးမင်းတို့ရဲ့ဒီဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေလာယူကြီးလာယူကြီးအများကြီးပဲဘွာပြေကျဲနေရပဲအများကြီးပဲသူတို့အလောင်းတွေအများစွာကြံခဲ့တယ်လက်နက်တွေလည်းအများစွာကြံခဲ့တယ်အဲ့တော့ကျွန်တော်တို့ကတော့ဗျဟိုအသေးကြပါတယ်နိုင်ငံတော်ကြီးကြီးတွေကလည်းဒီလောက်ဒီပြောင်ပြောင်လုံးနေဒီတက်မတော်ခေါင်းပေါင်းတွေပြီးရင်ကျွန်တော်ရဲတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းပေါင်းတွေတပ်ဖွဲ့ဝင်တွေတက်မတော်ဒီတက်မတော်သားတပ်ဖွဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေ နိုင်ငံတော်ကလည်းထိုက်ပြန်စွာကျွန်တော်တို့ဒီယာရုတို့မြင်ပေးတာတွေဂုံပြူတာလုံးပါပါလုံးပါပါတကယ်ကိုဗျာခင်ဗျာပျောက်မြောက်လုံးနေဒီစကန်လေးကတည်တည်လေးအဲ့ဒါကိုခင်ဗျာဘတ်ပေါင်းဆိုတာအင်အားလုံးနဲ့တိုက်တာခင်ဗျာအေးပါတယ်ငဆောင်ကအဖွဲပါတယ်ဒီစစ်သွေးကြောအဖွဲပါတယ်ပြီးရင်ခင်ဗျာအဲ့မှာရင်းမပင်ကပီဒီအက်ပါတယ်ပီဒီအက်ပါတယ်အဲ့တော့ကျွန်တော်တို့မနေ့ကလည်းပြောပါတယ်အဓိကခင်ဗျာစစ်တိုက်ခဲ့ဆိုတော့နံပါတ်၁စိတ်ဓာတ်ကအရင်တိုက်ရတာစိတ်တိုင်းနဲ့အရင်တိုက်ရတာနံပါတ်၂ကတော့နောက်ရပံပံပိုးမှုတွေပေါ့ထောက်ဖို့ပံပိုးမှုတွေနဲ့တိုက်ရတာအဲ့တော့အရန်ကိုကျွန်တော်ပျောက်မြောက်လုံးနေအရန်ကိုဂုံးယူပါတယ်ကျွန်တော်လည်းဒီဒီ ဒီကန်တော့နေမြေစကမှာရှိတဲ့တက်မော်တာလေးမြန်မာနိုင်ငံရဲ့တပ်ပုံဝင်တွေကြောက်ွေ3သိန်းဂုံပြပါတယ်အဲ့တော့အဲ့3သိန်းကတော့နည်းပါတယ်ဒို့တော်လည်းပဲဒီ3သိန်းကဒီ3သိန်းကငွေအားဖြင့်နည်းတယ်ဒို့တော်လည်းပဲကျွန်တော်တို့ဒီ3သိန်းကကျွန်တော်ကိုဒီကျွန်တော်ရဲ့ရုပ်တံကိုကြီးရှုနေကြတဲ့အနေနဲ့ရက်ကကျွန်တော်ရဲ့မိတ်ဆွေတွေကလာစင်ကြီးတွေလာစင်ပေးသွင်းကြပါတယ်ကျွန်တော်ရဲ့ဒီ KB နံပါတ်ကိုပေးသွင်းကြပါတယ်ပေးသွင်းတဲ့အခါကျတော့အဲ့ဒီရဲ့ငွေတွေနဲ့လူရဲ့အများကြီးဒီ3သိန်းဆိုတာလူရဲ့အများကြီးထားလိုက်တဲ့ငွေနဲ့ဂုံပြတာပါတကယ်ကိုကျွန်တော်တို့တကယ်ဂုံပြကြရေးပါအဲ့တော့ကျွန်တော်တို့လည်း အာတကယ်ကိုကျွန်တော်တို့ဂုံယူပါတယ်ဂုံယူပါတယ်အဲ့တော့ကန်တော့နေမီယက်စကန်ရဲ့နေမီယက်စကန်ချင်းတွေကတော့ကျွန်တော်တို့6000တိုက်ပွဲကအရန်ကိုကျွန်တော်တို့ပြင်ထန်ခဲ့တယ်အရန်ကိုဒီမှာရှိခဲ့တဲ့ဒီတက်မော်တာမြန်မာရဲတပ်ဖွဲ့အရန်ကိုကျွန်တော်တို့ခက်ခဲကြမ်းတမ်းတဲ့အနေအထားကိုကျွန်တော်တို့နောက်ဆုံးဖြတ်တန်းနိုင်ခဲ့ပြီဖြတ်ကျော်နိုင်ခဲ့ပြီလက်ရှိကျွန်တော်တို့စစ်ကူစစ်ကြောင်းတွေလည်းပေါင်းမိသွားပြီအဲ့တော့အဒီနေရာမှာကွန်ပျူတာခါမှာကျွန်တော်တို့ဒီနေမြန်မာဒီကန်တော့နေမီယက်စကန်မှာရှိတဲ့ဒီတက်မော်တာတွေရဲတပ်ဖွဲ့ဝင်တွေအပါဝင်အပါဝင်သူတို့ရဲ့ဒီ သူတို့ရဲ့စိတ်သက်ခံမှဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီစစ်ကူစစ်ကြောင်းတွေရောက်ဖို့အတွက်ခေါင်းပေါင်းတွေတိတ်အရေးကြီးပါတယ်ပြန်ပြီးကျွန်တော်တို့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်နေမြေကျွမ်းကျင်မှုတွေတဲ့အကိုအရေးကြီးပါတယ်အဲ့တော့တို့ကလည်းဒီအစစ်စစ်ခန်းစစ်အစစ်စစ်ကိုတို့ဖြတ်ကျော်ပြီးတော့ပေါင်းပြီးပေါင်းဆက်နိုင်ကြတာဖြစ်ပါတယ်အဲ့တော့တကယ်ကိုကျွန်တော်တို့ရဟင်းဝန်သားကြကောင်းပါတယ်ပြီးရင်ကျွန်တော်နာမကတိုင်မှုရလဲတကယ်လက်တံပြောင်းတယ်ကျွန်တော်တို့ဒီနာမကတိုင်မှုရဲ့အခြေအနေကျွန်တော်တို့သိပါတယ်သူရဲ့သူကတော့တကယ်ကိုလက်တံပြောင်းပါတယ်အဲ့တော့တဲရဲတကောင်တွေတက်လာခဲ့အမင်းတို့တဲရဲတကောင်အလောင်းမရမယ် အလောင်းပဲရမယ်တော့တောက်လျှောက်ဗျာခင်ဗျားလေဝိုင်တွဲနဲ့တောက်လျှောက်ကျဲခဲ့တာဗျာခင်ဗျားလည်းမသေးသေးရှိမလားဗျာသေးသေးရှိမလားအတူပြက်နေအများကြီးထွက်သွားတယ်အများကြီးထွက်သွားတယ်ပြောစရာကြီးဗျာနော်ကျွန်တော်တို့ကဒီသတင်းနဲ့ပတ်သက်ဝမ်းသာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီမှာရှိရဲ့ဒီဒီတက်ကခေါင်းပေါင်းနေရတဲ့ဘုံကခေါင်းမှာကျွန်တော်တောက်လျှောက်ကိုဖုံးဆက်သွားရတယ်ပုံဆက်ရရတယ်အဲ့တော့ဒီကနေ့မနက်ပိုင်းအစောကြီးဆိုလဲကျွန်တော်တို့နဲ့ကျွန်တော်တို့ဒီဖုန်းတွေပြောတယ်ခုနကလည်းပြောတယ် အားပေးတယ်ကွာအဲ့ကမင်းတို့တကယ်တကယ်ဟိုအခုဟိုဝမ်းလဲဝမ်းသာပါလေကျွန်တော်အရင်ဝမ်းသာပါလေတကယ်ကိုကျွန်တော်တို့ဂုံယူလို့ရင်ပတ်ရလာတဲ့စကားလေးပါတကယ်ကိုကျွန်တော်ဝမ်းသာပါလေအဲ့တော့ဒီသတင်းပြချောရမယ်ဆိုတော့ကျွန်တော်ကန်းတောက်ပလဲမြို့နဲ့ကန်းတောက်နေမြေစကန်ရဲ့ဒီ6000တိုက်ပွဲကတော့အာဒီအဆုံးသက်သွားပြီလို့ပြောမှာဖြစ်ပါလေလက်ရှိဒီတက်မလုံကတော့ဒီနေမြေတောက်ချောက်နေမြေရှင်းလင်းမြေတောက်ချောက်တောက်ချောက်ဆက်လုံနေတယ်ဆက်လုံနေအဲ့တော့ရလက်ပါလေပေါ့ဗျာမင်းကြီးကရလက်ပါလေဟိုငဆောင်ကအဲ့အောင်မင်းတို့ရလက်ဘာဖြစ်သွားလဲ အခုတော့တွေ့နေရရင်မင်းတို့ရဲ့ဘာကလာလဲဆိုတာတွေ့ပါပြီမင်းအောင်လေးရွယ်လာလိမ့်မယ်ဆက်လာလိမ့်မယ်ခုလိုတရင်ကောင်းတွေကိုပြောပြပေးသွားတဲ့ကိုကျော်စိုးကိုလည်းကျေးဇူးတင်ပါတယ်